ဒီနေ့ကျွန်တော်တို့ကမ္ဘာနည်းပညာလောကကိုလှုပ်ခါစေမဲ့နိုင်ငံရေးအရအရေးပါတဲ့သတင်းတစ်ပုဒ်အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရဲ့ The Paper One Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ထိုင်ဝမ်ကနေအမေရိကန်ပြည်ထောင်စုရဲ့ချစ်ပြားဆီမီကွန်ဒက်တာ ထုတ်လုပ်မှု90 90ခွဲဝေရေးတောင်းဆိုမှုကိုပြက်ပြက်သားသားပယ်ချလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်။ဒီအဆိုပြုချက်ကို ထိုင်ဝမ်ရဲ့ထိပ်တန်းအကောက်ခွန်ညှိနှိုင်းမှုဒုတိယဝန်ကြီးချွမ်းလီချီကဝါရှင်တန်ကနေပြောင်းလာပြီးတဲ့နောက်မှာလောဝသဘောတူမှာမဟုတ်ဘူးလို့ပြောဆိုလိုက်တာပါဒါဟာကမ္ဘာ့ချစ်ပြားရောင်းဝယ်ရေးနဲ့ဤပညာစစ်ပွဲရဲ့ရှေ့တန်းကစင်ခေါ်မှုတစ်ခုလည်းဖြစ်လာပါတယ်ထိုင်ဝမ်ရဲ့အဆုံးဖြတ်ချက်ကကမ္ဘာစည်းဝါးရေးအမေရိကန်ထိုင်ဝမ်ဆက်ဆံရေးနဲ့ဒေတာတွင်းပထဝီနိုင်ငံရေးကိုဘယ်လိုရိုက်ခတ်သွားမလဲဒီဗီဒီယိုမှာအသေးစိတ်ခွဲခြားစိတ်ဖြာသွားပါမယ်လွန်ခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်ရဲ့စီးပွားရေးဝန်ကြီးဟောရက်လူနစ်ကထိုင်ဝမ်ကချက်ပြားထုတ်လုပ်မှု50ရာခိုင်နှုန်းသည်ခွဲဝေရေးကိုအဆုံးပြုခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့ပြည်တွင်းချက်ပြားလိုအပ်ချက်နဲ့မြို့သားလုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ထိုင်ဝမ်ဘက်ကဒီအဆုံးပြုချက်ကိုချက်ချင်းညှင်းပယ်ခဲ့ပါတယ်။ဒုတိယဝန်ကြီးချွမ်းလီချီကဒါအမေရိကန်ဘက်ကစိတ်ကူးတက်တက်ပါကျွန်တော်တို့ရဲ့ညှိနှိုင်းရေးအဖွဲ့က ခြေပြခွဲဝင်မှု50 50ဂတိကဝတ်ကိုလုံးဝမပြုတ်ခဲ့ပါဘူးဒီအခြေအနေကိုဘယ်တော့မှသဘောတူမှာမဟုတ်ပါဘူးလို့ပြတ်သားစွာပြောကြားခဲ့ပါတယ်ဒီတိုင်းကရိုးရိုးစည်းဝါးရေးကိစ္စတခုမဟုတ်ပါဘူးအမေရိကန်ဟာထိုင်ဝမ်ရဲ့ပို့ကုန်တွေအပေါ်ယာယီ20ရာခိုင်နှုန်းအကောက်ခွန်စီးကျက်ထားတာကိုလည်းဖယ်ရှားဖို့အတွက်ထိုင်ဝမ်နဲ့ညှိနှိုင်းနေချိန်မှာပေါ်ပေါက်လာတဲ့တင်းမာမှုတခုလည်းဖြစ်ပါတယ်ထိုင်ဝမ်ဟာဒီအခွန်ကိုဖယ်ရှားဖို့ကြိုးစားနေရပြီး ချစ်ပြားထောက်လို့မှုကိစ္စကိုလက်မခံတာဟာစီးပွားရေးဖိအားပေးမှုကို ပြန်လဲတွန်းလှန်လိုက်တာလို့သုံးသပ်နိုင်ပါတယ်။ဘာကြောင့်ဟိုင်ဝမ်ရဲ့ချစ်ပြားထောက်လို့မှုကိုကဘာကဒီလောက်တောင်အလေးထားနေရတာလဲ။ကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်။ထိုင်ဝမ်ဟာကမ္ဘာစုစုပေါင်းချစ်ပြားထောက်လို့မှုရဲ့တဝက်ကျော်ကိုထောက်လုံနေပါတယ်။အစင်းမြင့်ဆုံးချစ်ပြားတွေကိုတော့လက်တွေ့အားဖြင့် 90ရာခိုင်နှုန်းနေပါကိုထိုင်ဝမ်မှာပဲထုတ်လုပ်နေပါတယ်။ကမ္ဘာအကြီးဆုံး contract ချစ်ပြားထုတ်လုပ်သူဖြစ်တဲ့ TSMC Taiwan Semiconductor Manufacturing Company ရဲ့ဟနာကျုပ်ကလည်းထိုင်ဝမ်မှာတည်ရှိနေပါတယ်။ဒီအချိန်တွေကြောင့်ထိုင်ဝမ်ရဲ့ချစ်ပြားထုတ်လုပ်မှုကို Silicon Sea လို့ခေါ်ဆိုကြတာပါ။ဒီအချိန်တွေကြောင့်ပဲထိုင်ဝမ်ရဲ့ချစ်ပြားထုတ်လုပ်မှုလုပ်ငန်းကို Silicon Dialwa Silicon Sea လို့ခေါ်ဆိုကြတာပါ။ ဒီဖီလီကိုရှိကထိုင်ဝမ်ကိုကာကွယ်ပေးနေတာလို့ယုံကြည်ရပါတယ်တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ကြိုးပမ်းရင်ကမ္ဘာစီးပွားရေးတစ်ခုလုံးရပ်တန့်သွားနိုင်တဲ့အထိဆိုးရွားတဲ့နည်းပညာပြက်လက်မှုတွေရင်ဆိုင်ရလာနိုင်ပါတယ်လက်ရှိ AI နည်းပညာလိုအပ်ချက်တွေမြင့်မားလာတာကြောင့်ချစ်ပြားဝယ်လိုအားကအစမတန်မြင့်မားနေပါတယ် TSMC က Nvidia နဲ့ Apple လိုနည်းပညာကုမ္ပဏီကြီးတွေအတွက်အဓိကထုတ်လုပ်ပေးနေတာပါ ဒီအစိမ့်မြင့်နေပညာတွေရဲ့ဗဟိုချက်ကိုထိုင်ဝမ်ကလက်လုံမခံချင်တာရှင်းပါတယ်ဒီလိုခွဲဝေလိုက်ရင်သူတို့ရဲ့မဟာဗျူဟာမြောက်အာသာချက်ကိုရောပါစေနိုင်ပါတယ်အမေရိကန်ကဘာလို့ဒီ50 50ခွဲဝေမှုကိုတောင်းဆိုနေရတာလဲအဓိကအကြောင်းရင်းတစ်ခုရှိပါတယ်ပထမတစ်ခုအနေနဲ့ကတော့ကိုဗစ်ကာလအတွင်းမှာကမ္ဘာချစ်ပြပြက်လက်မှုကိုအမေရိကန်ကပြင်းထန်စွာခံစားခဲ့ရပါတယ်ကမ္ဘာချစ်ပြထုတ်လုပ်မှုရဲ့အများစုကို ထိုင်ဝမ်တနေရာထဲမှာပဲမိခိုနေတာကအမေရိကန်ရဲ့အမျိုးသားနဲ့စီးပွားရေးလုံခြုံရေးအတွက်အကြီးမားဆုံးအန္တရာယ်တစ်ခုလို့ရှုမြင်နိုင်ပါတယ်ဒုတိယတစ်ချက်ကတော့တရုတ်ရဲ့စစ်ရေးချင်းချောက်မှုတွေမြန်မာလာတာနဲ့အမျှထိုင်ဝမ်ကိုတိုက်ခိုက်ရင်ချက်ပြားပံ့ပိုးမှုလမ်းကြောင်းတွေချက်ချင်းဖြတ်စည်းသွားမှာကိုအမေရိကန်ကစိုးရိမ်ပါတယ်လူနစ်ကဆီလီကွန်ဒိုင်းလွာသီအိုရီကိုပယ်ချပြီးထိုင်ဝမ်မှာ 95ရာခိုင်နှုန်းထုတ်လုပ်နေရင်သူတို့ကာကွယ်ပေးဖို့ဘလို့လို့ဒီချစ်ပြားတွေကို လာယူနိုင်မှာလဲဆိုတဲ့မေးခွန်းတွေထုတ်ခဲ့ပါတယ်။အမေရိကန်ပြည်တွင်းမှာထုတ်လုပ်မှုပုံများမှသာထိုင်ဝမ်အတွက်ပါလုံခြုံမှုရှိလာမယ်လို့သူကပြောပါတယ်။ဒါ့အပြင်အမေရိကန်ကလက်ရှိထိုင်ဝမ်ပို့ခုံတွေအပေါ် 20ရာခိုင်နှုန်းအခွန်ချမှတ်ထားပြီးချစ်ပြထုတ်လုပ်မှုကိုပြည်တွင်းမှာမတိုးမြင့်ရင်ပုံမမြင်မာတဲ့အခွန်တွေစီးချက်မယ်လို့ချိန်ချောင်းနေပါတယ်ဒီဖျားပေးမှုကထိုင်ဝမ်ကိုစိတ်ဆက်ညှိနှိုင်းမှုသပွဲဝမ်ကိုပြန်ရောက်စေဖို့ယူရတာပါထိုင်ဝမ်ကဒီအခြေအနေကိုဘာလို့ခေါင်းမနေတာလဲဆိုတာသုံးသပ်ကြည့်အောင်ထိခါအကြောင်းရင်းအနေနဲ့အချက်၃ချက်ရှိပါတယ်ဤပညာအသာစီးထိမ့်သိမ်းခြင်းချစ်ပြထုတ်လုပ်မှုဟာထိုင်ဝမ်ရဲ့စီးပွားရေး တတဖူဖြစ်သလိုကပားစင်မြင့်ပေါ်ကနိုင်ငံရေးဩဇာလည်းဖြစ်ပါတယ်50 50ခွဲဝေးလာရင်ဒီမဟာဗျူဟာမြောက်အတာစီးကိုကြီးမားစွာဆုံးရှုံးရနိုင်ပါတယ်ချက်ပြားထုတ်လုပ်မှုစက်ရုံတိဆောက်တာကရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူး TSMC ရဲ့ Taiwan အခြေစိုက်စက်ရုံတွေဟာဆယ်စုနှစ်များစွာတိဆောက်ခဲ့တဲ့အထူးပြုကျွမ်းကျင်ပညာရှင်တွေ supplier တွေနဲ့ခိုင်မာတဲ့ပံ့ပိုးရေးခွင့်ဆက်တွေနဲ့ဖွဲ့စည်းထားတာကအမေရိကန်မှာစက်ရုံတွေတိဆောက်ပေမဲ့ စမှုလုပ်ငန်းစနစ်တစ်ခုလုံးကိုရွှေ့ပြောင်းဖို့ဆိုတာကလောသာခက်ခဲပြီးကုန်ကျစရိတ်လည်းအဆမတန်များပြားပါတယ်။ထိုင်ဝမ်ပြည်သူတွေနဲ့နိုင်ငံရေးပါတီများစုကဆီလီကွန်ဒိုင်းလွှာကိုလွတ်လပ်ခံဖို့စန့်ကျင်ကြပါတယ်။အဓိကအတိုင်းခံပါတီခေါင်းဆောင်တွေကလည်း50-50အဆိုပြုချက်ကိုအမျက်ထောက်မှုနဲ့လူရဲမှုလို့ပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။တကယ်တော့ TSMC ဟာအမေရိကန်ရဲ့ဖိအားနဲ့မလုံးနေကြအရီဇိုနာပြည်နယ်မှာဒေါ်လာ165ဘီလီယံ ရင်းနှီးမြှုပ်နှံပြီးချစ်ပြားဆက်ယုံတိဆောက်နေပါတယ်ဒါပေမဲ့ဒါဟာသူတို့ရဲ့ကဘာလုံးဆိုင်ရာထုံးလုံးမှုအများစုကိုထိုင်ဝမ်မှာပဲဆက်လက်ထားရှိသွားမယ်ဆိုတဲ့မူဝါဒကိုပြောင်းလဲစေမှာမဟုတ်ပါဘူးထိုင်ဝမ်အနေနဲ့အမေရိကန်နဲ့ကုန်သွယ်ရေးညှိနှိုင်းမှုမှာအခွန်လျှော့ချရေးအပါအဝင်အခြားကိစ္စရပ်တွေမှာတချို့တိုးတက်မှုများရခဲ့တယ်လို့ဒုတိယဝန်ကြီးချုပ်ကဆိုပါတယ်ဒီဖြတ်သားတဲ့ညင်းပယ်မှုရဲ့နောက်ဆက်လမ်းအကျိုးကျေးဇူးအနေနဲ့ဘာတွေဖြစ်လာနိုင်ပါသလဲ ခြေပြားကိစ္စမှာသဘောထားကွဲလွဲမှုကနှစ်နိုင်ငံမှာဟာမိတ်ဆက်ဆံရေးကိုတက်ရောက်စေနိုင်ပါတယ်အထူးသဖြင့်ကုံတွယ်ကုံကိစ္စမှာညှိနှိုင်းရတာပိုခက်ခဲသွားနိုင်ပါတယ်နှစ်နိုင်ငံလုံးကပံ့ပိုးရေးခွင့်ဆက်ကိုပိုမိုလုံခြုံကျင်ကြတာချင်းတူပေမဲ့အမေရိကန်ကပြည်တွင်းထုတ်လုပ်မှုမှာအာယုံဆိုင်ပြီးထိုင်ဝမ်ကတော့ဤပညာဥဆောင်မှုကိုဆက်လက်ထိန်းသားဖို့ကြိုးပမ်းလာပါလိမ့်မယ်အမေရိကန်ဟာကိုပိုင်ချက်ပြားထုတ်လုပ်မှုအတွက်ဆက်လက်ရင်းနှီးမြှုပ်နှံသွားပါလိမ့်မယ်။ဒါဟာရေရှည် ထိုင်ဝမ်ပေါ်မိခုံမှုကိုရှော့ရှပေးနိုင်ပါတယ်အမေရိကန်မှာထုတ်လုပ်တဲ့ချက်ပြားဟာထိုင်ဝမ်မှာထုတ်လုပ်တဲ့ချက်ပြားကုန်ကြမ်းစရိတ်တွေထက်ပိုပြီးများနိုင်တာကြောင့်ကမ္ဘာဈေးကွက်မှာနည်းပညာထုတ်ကုန်တွေရဲ့ဈေးနှုန်းမြင့်တက်စေနိုင်တဲ့အန္တရာယ်လည်းရှိလာနိုင်ပါတယ်တရုတ်ရဲ့ရှူတောင်းဘက်ကလည်းသုံးသပ်ကြည့်ရအောင် တရုတ်ဟာဒီအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်ထိုင်ဝမ်ရဲ့စီးပွားရေးအားသာချက်ရောပါသွားအောင်ဖိအားပေးဖို့အခွင့်အရေးကိုရှာဖွေလာနိုင်ပါတယ် နိုင်ငံရေးသုံးသပ်သူတွေကဒီအခြေအနေကိုနည်းပညာစစ်ပွဲလို့ခေါ်ဆိုနေကြပါတယ်။ထိုင်ဝမ်ဟာသူတို့ရဲ့အဓိကအာသာချက်ကိုကာကွယ်နေတာဖြစ်ပြီးအမေရိကန်ကသူတို့ရဲ့မဟာဗျူဟာမှောက်ထိခိုက်မှုကိုရှော့ချဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ဒီပြိပကဟာကမ္ဘာစီးပွားရေးမှာနိုင်ငံသားတိုင်းအတွက်အကျိုးဆက်တွေရှိလာနိုင်ပါတယ်။နောက်ဆုံးပိတ် ြောရမယ်ဆိုရင်ထိုင်ဝမ်ရဲ့ချက်ပြားထုတ်လုပ်မှု50 50ခွဲဝေရေးကိုညှိပယ်လိုက်တာဟာနှွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူးဒါဟာနည်းပညာဆိုင်ရာအချုပ်အာဏာနဲ့ဆီလီကွန်ဒိုင်းလွှာရဲ့မဟာဗျူဟာမောက်တန်ဖိုးကိုကာကွယ်လိုက်ခြင်းပဲဖြစ်ပါတယ်အမေရိကန်ဟာအမျိုးသားလုံခြုံရေးအရသူ့ရဲ့ဖိအားပေးမှုတွေကိုဆက်လက်လုပ်နေအောင်ပါပဲထိုင်ဝမ်ကလည်းအမေရိကန်ရဲ့တောင်းဆိုမှုတွေကိုဒစိတပိုင်းကလာရောရင်သူတို့ရဲ့ချက်ပြားထုတ်လုပ်မှုလုပ်ငန်းဗဟိုချက်ကိုထိန်းသိမ်းဖို့အတွက်ခက်ခဲတဲ့ညှိနှိုင်းမှုတွေကိုဆက်လက်လှုံ့ဆော်လာရနိုင်ပါတယ် ယ်ပြည်သက်တို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲထိုင်ဝမ်ရဲ့ဆုံးဖြတ်ချက်ကမှတ်ပါသလားအမေရိကန်ရဲ့တောင်းဆိုမှုကတော့တရားမျှတပါသလားကိုမတ်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာ ပြန်လည်ဆုံတွေ့ပါမယ်နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ